တ်များအားလုံးပဲမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကာရာအိုကေတချင်းစုခန်းမကိုအကြောင်းပြုပြီးဖြစ်ပျက်ခဲ့တဲ့လူတက်မှုဆိုတဲ့စိတ်ဝင်စားပွဲတရိတန်ဝေကရပွဲရဲမတန်မှုခင်းဖြစ်မှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစာနားစင်အပီကြပါရှင်။ တိုးတက်ခြင်းဆိုတာကအရာရာတိုင်းမှာကောင်းတာကြည်တာဖြစ်တယ်။လူတအူးတယောက်ရဲ့ဘဝတိုးတက်မှုကိုဖြစ်စီမြို့ရွာနိုင်ငံ တခုခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စီကဘာနဲ့အဝံဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စီမြည်သည့်တိုးတက်မှုကိုပဲဖြစ်ဖြစ်ချုံငုံလေးလာသုံးသက်မယ်ဆိုပါရင်အစိုးဟူ၍မတွေ့ရအကောင့်ကြည့်တာတွေ့မြင်နေကြရသည်ယနေ့ခေတ်မှာမြန်မာနိုင်ငံက ဆက်မှုနည်းပညာအစိတ်ပိုင်းများနဲ့ပတ်သက်ပြီးကမ္ဘာအဆင့်မီအတုံးဆောင်စက္ကရိယာများကို နိုင်ငံတကာနဲ့ရင်မောင်းတမ်းပြီးတွင်ကျဲစွာအသုံးပြုလာနိုင်ကြပြီ ဖြစ်တယ်လို့တိုးတက်ခြင်းရဲ့ပြယုတ်အစိတ်ပိုင်းတစ်ခုအဖြစ်ကာရာအိုခေသချင်းစုစက္ကရိယာအစိတ်ပိုင်းအတုံးဆောင်ပစ္စည်းများလည်းပါဝင်ခဲ့ပါသည်ဂျိုနီအတူစွာမြန်မာနိုင်ငံကြီးရတော်တော်များများမှာကာရာအိုကေတခြင်းစုခန်းမများ အပြိုင်အဆိုင်ခေစားနေကြရည် ဒေါ်ရမျိုးပါမကျန်းခရီးတွင်လာတဲ့ကာရာအိုကေတချင်းစုခန်းမများကအသွင်တရံအမျိုးမျိုးနဲ့နေရာယူလာကြတော့လေကာရာအိုကေတချင်းစုခန်းမများမှာတချင်းစုကြရတဲ့အကျိုးကျေးဇူးကြောင့်သူတထူးကိုမြည်သူမြည်ပုံကောင်းကျိုးချမ်းသာကိုရရှိစေခဲ့တယ်လို့မကြဘူးခဲ့ပြီး တို့ရမှာကာရာအိုကေတချင်းစုခမ်းမကိုအကြောင်းပြုပြီးတချင်းစုနေသူမိန်းကလေးတဦးကို ရုတ်တရက်လျက်စစ်မီးပြတ်ချိန်မှာအခွင့်ကောင်းယူပြီးအမိမတိယောက်ျားတဦးမှဖတ်နံပြီးထွက်ပြေးခြင်းတချင်းစုရန်အလဲမပြီးတော့ဇိုင်းရှင်ကိုဝိုင်းဝန်းထိုးကျိတ်ခြင်းကြောင့်ကာရာအိုကေခမ်းမပိုင်ရှင် မီးယိုကျိုးခဲ့ခြင်းတချင်းစုခွင့်ရရှိရေးအတွက်အရက်သေးစားတောက်စားမှုရကြပြီးတယောက်နဲ့တယောက်မိုက်သွေးကြွကခက်ရန်ဖြစ်ပွားရာမှာ ဒုံနဲ့ရိုက်သက်ခြင်းဓာနဲ့ထိုးသက်ခြင်းဓာနဲ့ခုတ်သက်ခြင်းစားရလူသက်မှုများကျူးလွန်လာခဲ့ကြတဲ့အသည့်မူခင်းများဖြစ်ပွားခဲ့ကြတဲ့အသည့်တာရကများစွာရှိခဲ့ပါရည်ယခုလေစိတ်မချမ်းမြေ့ပွေရာတရင်တပုတ်ကျွန်တော်ထံကိုရောက်လာပြန်ပြီတရင်တော်ကြီးကြားပြီပြီလားဗျဘာများပါလိမ့်စရာ စကန်းနဲ့ကိုဝင်ဝင်ချင်းစကန်းမူရဲအုပ်စောမျိုးတတ်မှကျွန်တော်ကိုစီးပြီးမီတော့မြည်သည့်ကိစ္စကိုရည်ရွယ်ပြောမှမတိလိုက်တဲ့ကျွန်တော်အဖို့ဇဝေဇဝါဖြစ်သွားခဲ့ရတဲ့အတွက်ရှင်းရှင်းလင်းလင်းဖြစ်သွားစီရန်စကန်းမူကိုတလီတစားပြန်ပြီးမီရတယ်။ညာကကျွန်တော်ကမှဓာခုံမှုတစ်ခုဖြစ်တယ်လေ။တရားခံကတော့မမိသေးဘူး။လူနာကစေးုံရောက်နေပြီ။ကျွန်တော်တို့စေးပေးထားတယ်။ဓာခုံမှုဆိုတော့ပုံမှန်326ပေါ့။ ဟုတ်ကဲ့ဆရာဒါဆိုကျွန်တော်ဆေးရုံသွားပြီးတော့လူနာသွားကြည့်လိုက်အောင်မယ်စကမ်းမုထံခွင့်ပန်လိုက်ပြီးယာယီကဆေးကြီးတစ်ချက်ညွန်တန်းနေတူပြည်သူဆေးရုံကြီးကိုရောက်လာခဲ့သည်ဆေးရုံကြီးအပေါ်ထက်လူနာဆောင်မှာဒဏ်ရာများရရှိထားတဲ့လူနာကိုခေါင်းတစ်ခုလုံးမှာပတ်တီးများနဲ့ဖွေးဖွေးလှုပ်နေတာကိုမြင်တွေ့ရသည်လူနာမှာတတိမရသေးသော လူနာဆောင်ကပြောပြတော့လူနာနဲ့ပတ်သက်သမျှတိလို့တဲ့အကြောင်းချင်းရာတို့ကိုလူနာဆောင်ကိုမေးမြန်းခဲ့ပြီးဈေးရုံကနေပြန်လာခဲ့တယ်။လူနာကိုဈေးရုံမှာတွေ့ရတဲ့အနေအထားအတိုင်းမတန်တပ်ပုံရယူခဲ့သည်ကလွဲလို့ဂျန်နဲ့ကိစ္စများသူနေ့မှဘာတစ်ခုမှမလုပ်နိုင်ခဲ့ပါ အကြောင်းကတော့ထိုနေ့ညနေမီရထားနဲ့တောင်ငူမရန်ကုန်ကိုကျွန်တော်ခရီးထွက်ခဲ့ရတာကြောင့်ဖြစ်ပါရဲ့ ရန်ကုန်မှာအလုတ်ကိစ္စနဲ့တညာအိတ်ခဲ့ပြီးနောက်တနေ့တောင်ငူကိုပြန်ရောက်တော့တရင်တောက်ရီဟိုလူနာတော့ဆုံးသွားပြီစီးရုံပေါ်မှာဓာခုတ်ဒဏ်ရာများနဲ့စေဝါတက်ရောက်ကုသနေသူမှရရှိထားတဲ့ဒဏ်ရာများကြောင့်နှစ်ရက်ခန့်အကြာမှာစီးရုံမှာပဲတည်ဆုံသွားကြောင်းစကမ်းမှုကကျွန်တော်ကိုပြောပြရီလူနာတည်ဆုံသွားပြီဖြစ်တော့ဓာခုတ်မှုပြစ်မှုဆိုင်ရာဥပဒေပုံမှာ 326နဲ့အရေးယူခဲ့တဲ့ဥပဒေပုံမှမှလူတန်းမှုဆိုင်ရာဥပဒေပုံမှ302ကိုပြောင်းလဲဖွင့်လှစ်ပြီးအရေးယူရတော်မူစကမ်းမှုရဲ့ခွင့်ပြုချက်နဲ့တည်သူနဲ့ပတ်သက်သမျှသောအကြောင်းချင်းရာများနဲ့အခင်းစတင်ဖြစ်ပွားပုံတိုင်ချက်မိထုကိုလေးလာကူးယူမှတ်သားလိုက်ပြီးအခင်းဖြစ်ပွားရာနေမြေကိုဒူရဲအုပ်ဂျော်နီသိန်းနဲ့တူခရီးထွက်ခဲ့သည် အခင်းဖြစ်ပွားရာအရက်မှာဒါငူမျိုးအနောက်ဘက်ရဲစခန်းမှာနှမိုင်ခန့်ဝေးကွာတဲ့အရက်မှာရှိတဲ့ကင်းစိတ်ကြီးရွာအုပ်စု စင်ကြေးပုံကြီးရွာရှိ အောင်နိုင်တို့ကာရာအိုကေတချင်းစုခန်းမရှိမှာဖြစ်ပါရီတချင်းစုခန်းမလို့ဆိုတော့လေရခင်ကကင်းစိတ်တိုင်းနဲ့ကြီးရွာအုပ်စုတမဝါယမဆိုင်ခန်းများကိုအသုံးပြုထားခြင်းဖြစ်ပါရီအရှိတဲတဲမှာမြမာတို့ရိုးရတလေအထိမ့်မှတ်တစ်ခုဖြစ်တဲ့ဇေယကြီးတစ်ခုရှိပါရီ ဒိုဇယ်ကြီးရဲ့အမိမဥပိုမင်းစရက်လိုအမိခေါ်တွင်ပြီးစာရေးသူဂလီဘဝကလေးကမြင်တွေ့ခဲ့ရပြီးယနေ့ထက်တိုင်အရာမယွင်မင်းခရီးသွားများခိတနာခုနေနိုင်စေရှိသေးတာကို တွေ့ရသည်မှာလွန်စွာမှအံ့ဩဖွယ်ကောင်းပါ रे အခင်းဖြစ်ကာရာအိုကေတချင်းစုခမ်းမရဲ့တီနေပုံအနေထားနဲ့တည်ဆောင်းသူဒဏ်ရာများရရှိပြီးလဲကြတဲ့နေရာတို့ကို မတန်တပ်ပုံများရိုက်ယူရမှာ တည်ဆုံးသူကိုသိန်းတိုင်ရဲ့ဇနီးဖြစ်သူမားခင်စန်းမြင့်ရဲ့အကူအညီကိုရယူမှတ်တမ်းတင်ခဲ့ရသည့်ဆက်လက်ပြီးကျေးရွာရရကယုံကိုဝင်က အတွင်ရမှုကိုခင်မောင်သားနဲ့တွေ့ဆုံလိုက်သည့်မိမိတီးလို့သမျှတော့အချက်လက်တို့ကိုမေးမြန်းပြီး တရင်ရယူရမှရရက အတွင်ရမှုမှဖော်ရွေစွာနဲ့စိတ်ရှိရှိနဲ့ပြန်လည်ဖြေချပေးခဲ့သည်ဆရာလူတက်တရခံကိုလာစိန်ကိုမိထားပြီဆိုလို့ ကျွန်တော်ကစကားကိုရှေ့ဆွမ်းမဆိုပေစကမ်းမှုရဲ့မျက်နှာကိုကြည့်ပြီးတဝက်တစ်ပြက်နဲ့စကားကိုရပ်ထားလိုက်သည်ဟုတ်တယ်သတင်းထောက်ရီပထမသူကရှောင်းပြေးနေလို့ကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးတော့လိုက်ဖမ်းနေကျွန်တော်တို့လိုက်လံဖမ်းဆီးနေမှန်းတည်တော့သူ့ရဲ့ရရက လူကြီးတွေကနေတဆင့်ကျွန်တော်တို့ကိုလာဆက်တွေ့တယ်သူ့ကိုလိုက်မဖမ်းမှနေတော့သူကိုယ်တိုင်စကမ်းကိုလာဖမ်းခံပြရစီဆိုတော့နေကျွန်တော်တို့လည်းရရကလူကြီးတွေရဲ့မျက်နှာကိုငဲကွက်ပြီး ခွင့်ပြုလိုက်တယ်။ဒီနေ့ပါပဲသူလာအဖမ်းခံတာ။တက်တေကန်ဓာလဲပါတယ်။သတင်းထောက်ဓာတ်ပုံရိုက်မယ်ဆိုရင်ကျွန်တော်စီစဉ်ပေးပါမယ်။စကမ်းမှုရဲ့ခွင့်ပြုချက်နဲ့တတိကံငှက်ကြီးထောင်ထားနဲ့တရားခံလှဆိုင်တို့ကိုမှတ်တမ်းတပ်ပုံများရိုက်ယူလိုက်တဲ့ နောက်တနေ့မှာတရားခံလှဆိုင်ကိုယ်တိုင်လူသက်မှုကျူးလွန်ခဲ့ပုံ အစင်းစင်းကို ပြန်လည်တရုပ်ပြမှုပြုလုပ်ခဲ့တော့ဒူရဲအုပ်ဂျော်နီသိန်းတက်တက်ညွန်တန်းတို့နဲ့တူမှတ်တမ်းဓာတ်ပုံများရိုက်ယူခဲ့ပြီးနောက်အောင်နိုင်တို့ကာရာအိုကေတချင်းစုခန်းမမှာဂစ်တာအနားယူနေခိုင်းကဲကိုလှဆိုင်ခမရဲ့ဘဝဇာတ်ကြောင်းလေးကျွန်တော်ကိုကျေးဇူးပြုပြီးပြောပြပေးစမ်းပါဦး ကျွန်တော်ကစကားစားလိုက်တာကြောင့်ဂရုံးစပင်းနဲ့နှကမ်းမွေးနဲ့တမျိုးကြည့်ကောင်းနေတဲ့ကိုလာစိန်ကနှကမ်းမှာခဲထားတဲ့စီကရက်ကိုလက်ထိတ်ခတ်ထားတဲ့လက်နက်ဖက်နဲ့အသားရယူလိုက်ရင်ကဟန်ပါပါပြုံးလိုက်တယ်။အလုတ်ထဲမှာတော့သူ့ကိုလှစိန်လို့ခေါ်ကြတယ်။ကျောင်းအနောက်ရွာနဲ့ကျွန်တော်ကုန်းရွာတဝိုက်မှာတော့သူ့ကိုဘလူးလှစိန်လို့ခေါ်ကြတယ်။ လာစိန်မူလာပြီဆိုရင်ရွာတဲ့တွေးသမ ्या ကလေးများကိုကန်ကြောက်ပြီးစားလိရှိတဲ့အတွက်ကလေးများကလာစိန်ကို တွေးရင်တပြဲပြဲနဲ့ဇူညံပွက်လောရိုက်အောင်ငူကြတယ်။ထို့ကြောင့်မူလာလာစိန်ဆိုတဲ့နာမည်ရှိမှဘလူးဆိုတဲ့နာမည်စုကိုနောက်ထပ်တိုးပြီးဘလူးလာစိန်လို့ခေါ်ဟောကြခြင်းဖြစ်တယ်လို့ဆိုကြတယ်။ရခင်လှစိန်ကခအေးအေးဖြစ်တော်လေယခုဒီဘက်နှစ်ပိုင်းတွင်မှစိုးသွမ်းလာခဲ့သည် ရဲရွာထဲမှာမူယူရန်ကတော့ထိမနိုင်သိမရဖြစ်က အချုပ်သေးကို မကြာခဏရောက်ခဲ့ဘူးရိပြောမကောင်းတဲ့လှစိန်ပေါ်မှာခြေရွာလူကြီးများတချို့ကလည်းသိပြီးအမြင်မကြည့်တော့ပြီသူ့ရမှာလှစိန်ကဓာရီကိုဂယူးမဆိုင်လှစိန်ဂယူးဆိုင်တာက သူဇနီးမယား၃ယောက်ကိုတင်းတင်းမြန်မြန်နေထိုင်ရေးဖြစ်တယ်ဟုတ်ပါရဲ့လာစိန်ကပယံလုပ်ငန်းနဲ့အတံမွေးဝမ်းချောင်းပြုသူပယံဆရာတအူဖြစ်ပါရဲ့ တပည့်လက်သားများနဲ့ခိုင်းစားရတဲ့လုပ်ငန်းကြီးခေါင်းဆောင်တအူးဖြစ်တဲ့ကဲ့သို့ လူကြီးလဲလေသူဖြစ်ပါရီယောက်ျားပီသားရဲ့ဥပရိယုံနဲ့တောင်တင်ကြန့်ခိုင်တဲ့ကိုဟန်အနေထားတို့ကြောင့်မြားစွန်သူပီပီမိမသုံးယောက်ကိုတရားဝင် လက်ထပ်ပေါင်းသိမ်းပြီးတအိမ်ထဲမှာချစ်ကြည်ရင်းနှီးစွာနဲ့နေထိုင်ကြအောင်စီယုံရီကောင်းသူဖြစ်ပါရီမုံကိုသာဝီစားမိတ် အခြေကိုဝေမစားဘူးလို့ကြွေးကြော်တတ်တဲ့မိမများထဲမှာလှစိန်ရဲ့ဇနီးမယား၃ယောက်မပါခဲ့ပြီလှစိန်ရဲ့အခြေကိုဝေစားရင်တအိမ်ထဲမှာကြစ်ကြစ်ခင်ခင်နေလျက်ရှိကြတဲ့အချက်ကိုထောက်ရှုပြီးလှစိန်ရဲ့ဈေးနီကောင်းမုံကိုဘသူမှမကြည့်ကျူပဲမနေနိုင်ကြပြီလှစိန်ရဲ့ပထမဇနီးမယားမှာဖြူဖြူဝင်းလိုခေါ်တွင်ပြီးဒုတိယဇနီးမယားမှာជីជីသိန်းဖြစ်ပါတယ်ជីជីသိန်းနဲ့အိမ်တောင်ပြုတ်ဒီမှာတစ်နှစ်ခန့်မှရှိသေးတယ် ပြီးခဲ့တဲ့ဝါမဝင်ကမှထမှန်လက်ထက်ယူခဲ့တဲ့တတိယမြောက်ဇနီးမယားရဲ့အမည်မှာမာစုလို့ခေါ်တွင်နေအားလုံးမှာကြောင်းအနောက်ရွာသူများဖြစ်ကြပြီးမိမိတို့တပိုင်းတနိုင်တန်းနိုင်တဲ့အတံမွေးမှုလုပ်ငန်းကိုစီဒို့ဒူပေါင်းပန်လောက်ကင်ကြရတယ်။ထို့အတူရင်းနှီးစွာနဲ့နေထိုင်ကြသည်မှာအံ့ဩစရာကောင်းလာတယ်။ထို့ကဲ့သို့အများကအားကြားလောက်အောင်ပြောစမှတ်ပြုခြင်းခံရတဲ့ကုလစိန်နဲ့ဇနီးချောသုံးယောက်တို့ရဲ့ ။ဒါယာជីနူးဘွေဘဝလေးစီကိုကျမစိုးမှုန်နိုင်ကမဖိတ်ခေါ်ပါပဲဇိုအဒင်အလဲပဲ့ရောက်ရှိလာခဲ့ပြီ။ထိုနေ့ကတော့ဟေးငါတချင်းဆိုခြင်းနေကွာ။အောင်းနိုင်တို့ငါညီငါတချင်းဆိုခြင်းနေ။ဟာကိုလာစိန်ကလေဒီမှာသူများတွေစိုးနေတုံးတန်လန်းကြီးခဏဆောင်းအောင်လေ။သူတို့လားသူတို့စိုးနေတာကြားလာနေပြီငါနားထောင်နေတာပဲဘလောက်ဖိုးတောင်စိုးတာမလို့လေ တော်တော့ကွာ400ဘူးဆိုတာငွေ400လက်ငင်းရှင်းပြီးသားအခုအဲ့ဒါမပြီးသေးလို့ဆက်ဆိုနေတာမဆောင်နိုင်ဘူးကွာငါကတပုတ်သေးဆိုမှာအပြင်ကရောက်ဖဖြစ်သူ ကိုတန်းမောင်နေတူ ဝင်လာတဲ့ကိုလားစိန်ကရံမူးတဲ့အချိန်နဲ့ကောင်းတဲ့ဆိုးတဲ့မခွေချပေးဆိုင်ရှင်အောင်နိုင်တို့ကိုဇိုအတင်တချင်းဆိုချင်းချောင်းသာပြောပြီးကြီးကြနေခဲ့တယ်ခတ်တော့တာပဲကွာဆိုင်ရှင်အောင်နိုင်တို့မှညင်းညူရင် အယံမှုပြီးဇိုအတင်းကြည်ကြနေသူလှဆိုင်ကျေနပ်သွားစီရန်အတွက်တီဆိုနေစေဖြစ်တဲ့ကျော်စိုးလင်းကိုတောင်းမှန်ပြီးကျော်စိုးလင်းထံမှတချင်းဆိုမိုက်ခရိုဖုန်းကိုယူလိုက်ပြီးလှဆိုင်ရဲ့လက်အတွင်ကိုလွှဲပြောင်းပေးလိုက်တယ်။ကျော်စိုးလင်းမှငယ်ရွယ်သူဖြစ်တော့လှဆိုင်ကိုမကျေနပ်တော့လေဘာမှမပြောရဲပဲငြိမ်ခံနေလိုက်ကြသည်။ကျော်စိုးလင်းအဲ့ဒါကဘာတူလဲလူမိုက်လားလူမိုက်ဆိုတာဒီလောကမှာမရှိပါဘူးကွာ။ လှင်သူစားတာပဲလှစိန်အပေါ်မကြေနဲ့တော့ကြော်စိုးလင်းကိုမီးလိုက်တဲ့အတန်တန်နောက်ကြောဘက်ကထွက်ပေါ်လာတာကြောင့်အတန်လာရနောက်ကြောဘက်ကိုလှစိန်လှည့်ကြည့်လိုက်တဲ့လူစိန်တယောက်ပဲသူ့ကိုလှစိန်မသိကြော်စိုးလင်းကိုတော့ခင်လေရွာကဦးစိုးကြီးရဲ့တာမန်တီတဲ့ဦးစိုးကြီးအိမ်မှာ ပေးရန်လုပ်ငန်းများလှစိန်လုပ်ပေးခဲ့ရဘူးတဲ့တခုတော့ဖြစ်နိုင်တဲ့ ဒီလူစိမ့်ကကျော်စိုးလင်းအဖော်ဖြစ်ပြီးကျော်စိုးလင်းဘက်မှလှစိန်ကိုမကြည်နှက်ခြင်းဖြစ်မိသူ့ကိုလှစိန်တတ္တိပြရတော်မူလှစိန်ကလူစိမ့်ကိုလှမ်းကြည့်ရင်စိတ်ထဲမှာမှတ်ချက်ချပြီးတိတ်ထားလိုက်ကဆိုင်ရှင်အောင်နိုင်တို့ရဲ့စီစဉ်ပေးမှုနဲ့တချင်းနှစ်ပုတ်ကိုတီးဆိုခဲ့တယ်။အယံမူးနေသူပြီးပြီးလှစိန်ကတော့အော်တောင်းအော်နဲ့တန်စင်မညီညာတဲ့တီးတချင်းများကိုတီးဆိုခဲ့ပြီး ကိုလှုပ်ချင်တာလှုပ်ခဲ့ရပြီးပြီမို့ရောက်ဖတော်ဆက်သူကိုတမ်းမောင်နေသူတချင်းစုံခမ်းမကပြန်ထွက်လာခဲ့သည့်ကျော်စိုးလင်းကိုဆိုင်ရှိမှစိတ်ပြက်လက်ပြက်နဲ့ငုတ်တုတ်ထိုင်နေတာကိုတွေ့ရတော့ကျော်စိုးလင်းရဲ့ပခုံးကိုလှစိန်ကနှစ်ချက်ပုတ်လိုက်ပြီးနှုတ်ဆက်လိုက်သေးတယ်။ညီလေးအကိုတို့သွားတော့မယ်။ကျော်စိုးလင်းကတော့အင်းမလုအင်းမလုလှစိန်ကိုအစာမကြေးတဲ့သဘောကုနာကအဲ့ဒီလူကပါလေ။ လူမိုက်လာလို့မိခဲ့တဲ့လူစိမ့်ကိုကွန်းရဆိုင်မှာတွေ့လိုက်ရတဲ့လှစိန်ကဥပိုးမင်ဇေယျရှိကဖြတ်ကျော်ပြီးလာသိန်းနံဖရာလမ်းဘက်မှာမိမိအိမ်ရှိရာကျောင်းအနောက်ရွာကိုခြေဦးလှည့်ခဲ့တဲ့လာသိန်းနံဖရာအနီမရောက်မီကာရာအိုကေခန်းမတွေမှာတချင်းစုံတန်ထွက်ပေါ်လာတဲ့ကိုလှစိန်ကြားလိုက်ရတဲ့ကျော်ဆိုးလင်းအတံမေလှစိန်ရဲ့စိတ်အတွင်းကရေရွတ်လိုက်ပြီးအာယုန်ထဲမှာလူစိမ့်ရဲ့မျက်နှာကိုပြန်လည်မြင်အောင်ပြီးတော့ ကျော်စိုးလင်းရဲ့တချင်းတန်က လာစင်ရဲ့ဒေါသကို နှိုးဆွပေးတယ်လို့ဖြစ်သွားရည်။လာစင်ကတောက်ခေါက်ရင်ခြေလန်းကိုမြ мян တွတ်တွတ်ရောက်လန်းလိုက်တယ်။ရောက်ဖားလို့သူကိုတန်းမောင်တယောက်ဘေနာပြတ်ကြံခိန်မှမသိ။အင်ကိုရောက်တော့လာစင်ကခေါင်းရင်ထရံမှာထိုးထားရည်လက်ဆွဲတော်ငှက်ကြီးတောင်ဓာကိုယူလိုက်ပြီးကိုတန်းမောင်ရဲ့သားကလေးကိုအဖို့ခေါ်ကစင်ကြေဖုံးရွာကိုတကြောပြန်လာခဲ့တယ်။ လာစိန်မှာအရတကိုးနဲ့သွေးစုနေပြီးဖြစ်တာကြောင့်ကောင်းမန်ဆိုမမခွဲခြားတတ်တော့ပဲလှုပ်ချင်တဲ့ဇန္ဒာတစ်ခုတည်းသာရှိသေး။သူတို့နှစ်ယောက်တည်းကဘသူကိုပဲခုတ်ရခုတ်ရဒီညအဖို့တယောက်ယောက်ကိုဓာနဲ့ခုတ်ရမှအေးမှာဒါမှလှစိန်ဘလောက်မရဲတယ်ဆိုတာအားလုံးသိသွားမှာကာရာအိုကေဆိုင်ရှိရောက်တော့ဓာကိုမိမိနဲ့အတူပါလာတဲ့ကလေးရဲ့လက်အတွင်ကိုခိတအပ်ထားပြီး လှစိန်ကကာရာအိုကေဆိုင်အတွင် လူရိတ်လူကြီးကိုအကဲခတ်လေးလာလိုက်တဲ့ကာရာအိုကေတချင်းစုခန်းမအတွင်တချင်းစုပျော်မြို့နေချသူများနဲ့စင်ကြေဖုံကြီးရွာအတွင်ရှိ လူများက မကြမီအိနီယာကလေးမှကျမစုံမုံနိုင်တကူရိုက်ခတ်လာတော့မှကိုဘသူမှမသိရှာကြ ထို့အတူဤနေ့ဤအချိန်ကမိမိအတွက်နောက်ဆုံးနေ့နောက်ဆုံးချိန်ဖြစ်တော့မှကိုလေ ကိုသိန်းတန်တယောက်တည်သွားသည့်တိုင်မတည်သွားရရှာပြီးဒိုနီတူစွာပဲကိုသိန်းတန်နဲ့ကြည်ကြည်နူးစွာပေါင်းဖက်နေတဲ့ဇနီးဖြစ်သူမာခင်စမ်းမြင့်က၎င်းကိုလာစင်ရဲ့ဇနီးချောသုံးယောက်ဖြစ်တဲ့မာဖြူဖြူဝင်မာကြည်ကြည်သိန်းမာဆိုးတို့က၎င်းမိမိတို့ခင်မောများနဲ့ပျော်ရွှင်ကြည်နူးစွာနေခဲ့ရတဲ့နေ့ရက်များကုံဆုံးပြီးအိမ်မက်ဆိုးများစတင်မြင်မက်ကြရတော့မယ်နေ့ရက်မှမတိခဲ့ကြရှာပြီး အားလုံးအတွက်တော့ကျမစိုးမှုန်တိုင်းရိုက်ခတ်တော်မေအချိန်ကည၈နာရီကာရာအိုကေတချင်းစုခန်းမအတွင်မှာဒကမာကြီးပွင့်လာပြီးအပြင်ကိုလူတယောက်လှန့်ထွက်လာတာကြောင့်တချင်းတန်ပူမူကျဲလောင်စွာကြားရခြင်းဖြစ်ပါရိထို့သူမှာကိုသိန်းတန်မေဖြစ်တော်ရိခြေလန်းတလန်းတိုးလာတိုင်းတိုးလာတိုင်းကိုသိန်းတန်ရဲ့နောက်ဆုံးအချိန်တို့ကတပြေးပြေးနဲ့နီးကပ်လာခဲ့ပြီး ကာရာအိုကေခန်းမက ထွက်လာပြီးကွန်းရဆိုင်ဘက်ကိုခြေလှမ်းလှမ်းလိုက်စဉ်ကဲကွာဆိုတဲ့အတန်တတန်နဲ့တူဦးခေါင်းမှပူကနေပူကနေအရသာအတွေ့အထိများဇက်တိုက်ခန်းစားလိုက်ရပြီးနောက် ကိုသိန်းတန်ရဲ့အသည့်အာယုံမှာညအမောင်ကပူပြီးပိမ့်ပိတ်အောင်မှောင်မဲသွားခဲ့ပြီဟာဟိုမှာခုတ်ပြီဟဲ့လှဆိုင်ရဲ့ဂျုံဝါတန်ဓာခုတ်ခံရသူမှသွေယူသွေးရန်နဲ့ အော်ဟစ်ညင်းညူတန်းတို့ကြောင့်ဘေးပတ်ဝန်းကျင်မှာလူများမြေတွေ့သွားပြီးအလုံးရုပ်ရုပ်တဲတဲဖြစ်သွားကြသည်စင်ဂျေဖုံကြေးရွာရဲ့ညာချမ်းချိန်ကလေးကအယုတ်စုအကြီးတန်းသွားခဲ့ပြီးကျော်စိုးလင်းမှာကာရာအိုကေတချင်းစုံခန်းမမှ ထွက်လာရန်ဟန်ပြင်းနေစဉ်ဆိုင်တွင်းရှိလူများကအတင်းဆွဲထားတော့အပြင်ထွက်ခွင့်မရတာကိုပဲကျော်စိုးလင်းအတွက်ကံကောင်းတယ်လို့ဆိုရမယ် အကယ်၍သာကြော်စိုးလင်းအပြင်ကိုထွက်လာရင်လှဆိုင်ရဲ့ဓာတ်ချက်ကြောင့်ဒုက္ခကောင်းကောင်းကြီးဖြစ်သွားနိုင်နေတကယ်တော့ကြော်စိုးလင်းနဲ့တိမ့်တန်တို့မှာသမီးရောက်ဖတော်ဆက်သူများဖြစ်ကြရည်ကျွန်တော်အဖြစ်ကျွန်တော်ဘဝဇာတ်ကြောင်းကတော့ဒါပါပဲဇာရေးဆရာကြီးကျွန်တော်မစင်ကျင်လိုက်တာလေးတခုတည်းကြောင့်တိမ့်တန်လေးတီးသူနဲ့သူ့ဇနီးခင်ဆန်းမြင့်တို့ตายาจีนุနေတဲ့အိမ်ထောင်ကြီးလေးပြုတ်ခွေကျွန်တော်လဲတရားဥပဒေရဲ့စုံမမှုအောင်မှာ ပြင်းမှုကြွေးကိုချွေးနဲ့ဆက်ရင် ကျွန်တော်ချစ်တဲ့ဇနီး၃ယောက်နဲ့အချိန်ကာလအတိုင်းအတာတစ်ခုအထိဝေးကြရအောင်မှာပေါ့ဒါပေါ့ကိုလာစင်ရဲ့အမတစ်ခုရဲ့နောက်ွယ်မှာစူချိုးတွေဟာအဖော်နဲ့အပေါင်းနဲ့တွင်တွဲပြီးပါလာတဲ့စမြဲပါပဲကဲကျွန်တော်တို့စကမ်းပြန်ရအောင်ဒူရဲ့အုပ်ဂျော်နီသိမ့်မှာနှူးစော်တော့အဖွဲသားအလုံးစကမ်းကို ပြန်လာခဲ့ကြတယ် တေဆောင်သူကိုသိန်းထံနဲ့ကိုသိန်းထံကိုဓားနဲ့ခုတ်တတ်ခဲ့သူကိုလားစိန်တို့အကြောင်းကျွန်တော်အပြန်ပြန်အလန်လန်ဝေဖန်စဉ်စားသုံးသက်ကြည့်မိတယ်။ကိုသိန်းထံကိုဓားနဲ့ခုတ်တတ်ခဲ့တဲ့ကိုလားစိန်ဟာလူသက်တရကန်ဆိုတာတော့အငင်းပွားဖွယ်မရှိပါ။ဒါပေမဲ့ဒီပြဿနာဖြစ်လာအောင် အစာပြိုးခဲ့တဲ့တရကန်ကိုတော့ဘသူ့ကိုလက်ညှိုးထိုးရပါမလဲ။အယံမှုပြီးကြည်ကြတဲ့လှစိန်ကိုပဲတရကန်လို့ဆိုရမလား။ ရံမှုနေတဲ့လှစိန်ကို ခနဲတဲတဲပြောခဲ့တဲ့ကိုသိန်းထံကိုပဲတရားခံလို့ဆိုရမလားကာရာအိုကေတဲကိုတကြောပြန်တချင်းဆိုတဲ့ကြော်ဆိုးလင်းကိုပဲတရားခံလို့ဆိုရမလားအင်းရောက်ပြီးမှဓာယူပြီးစင်ကြေပုံးရွာကိုတကြောပြန်လာတဲ့လှစိန်ကိုပဲတရားခံလို့ဆိုရမလားကာရာအိုကေတချင်းစုခမ်းမကိုအကြောင်းပြုပြီးဖြစ်ခဲ့တာမို့တချင်းစုခမ်းမကိုပဲတရားခံလို့ဆိုရမလား အရာရာကိုကံအပေါ်ပဲအပြစ်ပုံချလို့ကံကြမကိုရိုးမဲ့ဖွဲ့ပြီးတရားခံလို့အပြစ်ဆိုရမလားဒီပြဿနာကို အစာပြိုးခဲ့တဲ့တရားခံကဘသူများလဲစာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင် နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရီရှင်ကျမကတော့ တင်ဆက်သူမဆန္နာပဲဖြစ်ပါရဲ့ရှင်။